ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျမင်္ဂလာပါ brother တွေ copy page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အော်ဒီနေ့ကတော့ဒါ round of 16 champion league day 1ဖြစ်ပါတယ်အဲ့တော့ဒါပုံစံအစ်စ်နဲ့ ထွက်လာတဲ့အနေအထားမှာဒါ16သင်းရတော့ဒါဘယ်အသင်းတွေထွက်လာမလဲပေါ့လေနော်အဲ့တော့ပါကျော်ဒူးကျော်လည်းရှိတာကြောင့်ဒါအဝေးကွင်းအားတာတဲ့အသင်းတွေကလည်းဒါအိမ်ကွင်းမှာအမှတ်ဖြည့်မဲ့အနေအထားတွေရှိပါတယ်အဲ့တော့ဒီနေ့ကတော့ပွဲကြီးပွဲကောင်းဆိုလို့တော့ဒါ Real Madrid နဲ့ Tico ပွဲလဲတော်တော်လေးကြီးကောင်းမဲ့ပွဲလို့တော့ယူဆပါတယ်နော်အဲ့တော့ကျွန်တော်ကြုံပါမယ် brother တို့ရေနော်အဲ့တော့ Champion League လေးမှာကျွန်တော်ပြန်ဝိုက်ပါမယ်ဟလား Brother Cho So မင်္ဂလာပါအောင်ရဲကျော်မင်္ဂလာပါဇော်ဘူးမင်္ဂလာပါအဲဇော်ထွန်းအောင်မင်္ဂလာပါဗျငါတို့197မင်္ဂလာပါ TT စိတ်မင်္ဂလာပါ Billy စိတ်မင်္ဂလာပါဇော်မင်းအောင်မင်္ဂလာပါ အဲစီတူအောင်မင်္ဂလာပါ PWZ YouTube channel မင်္ဂလာပါဗျာဂျာစီဒီနေ့ဖောက်ပါမယ်နော်ဂျာစီဒီနေ့ကျွန်တော်ဖောက်ပေးပါမယ်ဟုတ်တယ်မနေ့ကဟို live မရှိတော့ကျွန်တော်ဒီနေ့မှပဲတမ်းပြီးဖောက်ပေးမယ်လို့ပြောထားတာပါနော်အဲ့တော့ကျွန်တော်ဟို Facebook မှာတော့အဲဖောက်လိုက်မယ်ပေါ့လေအဲ့တော့ဒါ YouTube ကတော့ဒါပွဲချုံ30ချက်တည်းပဲပြောမှာဆိုကျွန်တော်ခဏနေတော့ဒါဟိုမှာ Facebook မှာတင်ပေးပါမယ်နော်မဲပေါက်တဲ့ brother 3ယောက်ကိုကျွန်တော်တို့မဲဖောက်ပေးမှာဖြစ်ပါတယ် ဘရဒါမင်းထွေးမင်္ဂလာပါဗျာဟိမင်းထွေးမင်္ဂလာပါရဲလင်းအောင်မင်္ဂလာပါအဲမစ္စတာအောင်ကျော်မြင့်မင်္ဂလာပါဗျာချစ်သေးကျော်မင်္ဂလာပါနေလင်းမင်္ဂလာပါအောင်အောင်ဖြိုးကျော်မင်္ဂလာပါဘရဒါရေဘရဒါမောင်ကျော်မင်္ဂလာပါဇော်ထက်အောင်မင်္ဂလာပါထွန်းထွန်းကျော်မင်္ဂလာပါဇေယဖြိုးမင်္ဂလာပါထွက်ကောင်းမင်္ဂလာပါဆွဲတော်မင်္ဂလာပါအောင်ဖြိုးဇော်မင်္ဂလာပါဗျာဘရဒါချမ်းမြေ့ဇော်မင်္ဂလာပါဖြိုးဝေမင်္ဂလာပါဆုလက်မင်္ဂလာပါထွန်းထွန်းမင်္ဂလာပါမင်းထွေးမင်္ဂလာပါ surprise archaeology မင်္ဂလာပါဗျာ archaeology လာမင်္ဂလာပါ ကာစီနိုမင်္ဂလာပါဖုတ်ဘောမြန်မာမင်္ဂလာပါအဲမြန်မင်းမင်္ဂလာပါနိုင်လင်းနိုင်လေးမင်္ဂလာပါတဲကြီးမင်္ဂလာပါထွန်းထွန်းမင်္ဂလာပါ ruby left မင်္ဂလာပါ brother ရေ brother ဦးဝင်းမောင်မင်္ဂလာပါအဲဇင်မင်းမင်္ဂလာပါချစ်သေးကျော်မင်္ဂလာပါဇီယာဖြိုးမင်္ဂလာပါအဲထွန်းထွန်းမင်္ဂလာပါစုလက်မင်္ဂလာပါနေဦးမင်္ဂလာပါဥဝင်းမောင်မင်္ဂလာပါဗျအောင်ထွန်းမင်္ဂလာပါ brother ရေ brother နေဦးမင်္ဂလာပါ JDJ အိတ်ဆက်တယ်မင်္ဂလာပါဗျကျော်စင်ထက်မင်္ဂလာပါဗျနိုင်လေးမင်္ဂလာပါဗျအ ဲ brother မြင့်လွယ်မင်္ဂလာပါနေဦးမင်္ဂလာပါအောင်ကိုမင်းမင်္ဂလာပါလင်းအောင်မင်္ဂလာပါကိုရွှေဘမင်္ဂလာပါ brother brother ရေအဲအောင်မင်းမင်္ဂလာပါဗျ brother တိတ်မင်္ဂလာပါမင်းမင်းမင်းမင်္ဂလာပါ brother ရေ ဲ brother ဇင်မင်းမင်္ဂလာပါစောင်းမားပြောရမိုက်တယ်နားတော့မယ် okay ပါ brother ကျေးဇူးများတင်ပါတယ်ဗျ brother မင်းဆွေမင်္ဂလာပါဒနာဖြိုး1 2 3မင်္ဂလာပါအဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒါ၄သင်းပေါင်းတစ်ပေါင်းပဲရှိမယ်ပေါ့နော်ဟိုပွဲလေးနဲတာပေါ့အဲ့တော့ champion ship ကကျွန်တော်တပွဲနှိုက်ထုတ်ထားတယ်ဒီ champion league ထဲက၄ပွဲမှာကျွန်တော်၃ပွဲတော့ကြိုက်တယ်အဓိကဒီ dortmund နဲ့ lie league ပွဲနည်းနည်းသိပ်မကြိုက်တဲ့အနေဒါပေါ့နော်ဂျေးကတော့ဟို dortmund ပေးတဲ့ဂျေးကပြင်းတော့ပြင်းတယ်ဗျတစ်လုံး30ပေါင်းမှာကျွန်တော်တစ်လုံး60ပေါင်းနဲ့ကားထားတာဖြစ်တဲ့အတွက် dortmund ရလက်တော့ကောင်းသွားနိုင်တယ်ဒါပေမဲ့ဒေါမွန်လက်ရှိချေဆုံးကျွန်တော်မယုံသေးဘူးညာเนาะအဲ့တော့ဒေါမွန်ပွဲကတော့နည်းနည်း risk များမဲ့ထင်တဲ့အတွက်ကျွန်တော်အိုက်ပွဲလေးတော့ရှောင်ထားပါတယ်เนาะအဲ့တော့အဲ့ဒီကကျွန်တော် Champion League ကကျွန်တော်၃ပွဲရွေးထားတယ်ဟိုဟာတွေက ချန်ပီယံရှစ်တဲရတပွဲပေါ့နော်အားလုံးပေါင်းဒါ၄သမောင်း၃သမောင်းရွေးချယ်ထားပါတယ်အဲ့တော့ကျွန်တော်တို့ let's go ပါ brother တွေနော်အဲ့တော့အသေးလေးလမလေးနှစ်ရသိန်းတယောက်တစ်လောက်ကူညီပြီးတော့နှိပ်ပေးကြအောင် brother တွေကျေးဇူးများတင်ပါတယ်ဗျအဲ့တော့ဒါ wise bomb ကဆောင်းကျင် brother တွေအနေနဲ့လေဒီ gobie promo code ဖြစ်တဲ့ gb777 ကိုအသုံးပြုရလေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက wise bomb မြန်မာ facebook page နဲ့တို့ရဲ့ application သို့မဟုတ် website ရဲ့ဒါ customer service call လေးကိုနှိပ်ပြီးတော့လေးတိလို့ရတဲ့အချိန်မျိုး24နာရီမေးမြန်းလို့ရပါတယ်။ Okay အဲ့တော့ကျွန်တော် let's go ပါ brother တို့နော်အဲ့တော့ ဒီနေ့ကတော့ဒါ Champion League Day 1ဖြစ်ပါတယ်အဲဒီမှာ၄သင်းအဲ၈သင်းရှိတယ်အဲ၄ပွဲရှိတယ်အဲဒီမှာ Brugen နဲ့ Aston Villa မှာကြီးအသွားလာရလက်ရှိဒီပွဲကတော့အစောပွဲဖြစ်ပါတယ်အဲ့တော့လက်ရှိအဲ Aston Villa ဘက်ကလည်းပဲ30ပပလေးပေးထားပြီးတော့မှနှလုံးကို80ရှုံးဆိုတော့ကပောင်းကြီးနဲ့ပြန်ကားထားပါတယ်အဲ့တော့လက်ရှိ Brugen အသင်းမှာက Daniel Luzin ဆိုတော့တယောက်ပဲရှိတယ်တစ်ဖက်မှာဒီဟိုဟာမှာက ဘရူဂျာမာက right back တစ်ယောက်ပဲရှိတယ်ဗောနော်အဲ့တော့ဒီ SM Villa မှာကတော့မာလန်လက်ရှိအသက်ခွန်ယူထားတဲ့မာလန်ဒါဒန်ယန်ရတယ်ရဲ့ Torres တို့ Onana တို့ဒါ Barkley တို့တော့ဒန်ယန်ရတယ်နေမှာပါတယ်ဒါပေမဲ့လက်ရှိအနေအထားရအသက်ခွန်ယူထားတဲ့ဒါ Rashford တို့ Asensio တို့လက်ရှိအနေအထားမှာအဲ Asensio လည်းလက်ရှိဒါခြေစွမ်းတော်တော်လေးတက်နေတဲ့အနေအထားဆိုတော့မဆိုးတော့မဆိုးဗောနော်ခြေချင်းကတော့လက်ရှိအနေအထားရအရင်ကြီးတော့မကွာဘူးအဲ့တော့ SM Villa အသင်းဟာဒီနှစ်သင်းဟာဒီပြီးခဲ့တဲ့ ီဒီဒီဇရာအုပ်စုပေါ့နော်ဆိုတော့ဒီ32တင်းတုံးကတခါတွေ့ထားသေးတယ်အဲတုန်းက Bridget အိမ်ကမှ SM Villa ကဒါအိမ်တုန်းကပေးခဲ့တဲ့ကြီးက level 50ရှုံးပေးခဲ့တာပါအဲတုန်းကလည်း1စီးနဲ့ပဲ Bridget အတင်းကနိုင်ခဲ့ပါတယ်အဲ့တော့အလိုပဲဒီနေ့ပေါ်မှာထပ်ပြီးတော့ level 30ပါပါလေးအဝေးကနေထပ်ပြီးပေးထားပြန်တယ်အဲ့တော့လက်ရှိနေထားရနှလုံး80ရှုံးဆိုတော့ GA ရ SNV လာရလတ်တော့တိတ်မကောင်းနိုင်ဘူး project ကိုရနိုင်တဲ့အနေအထားလေးရှိတယ်အဲ့တော့ project ကိုပြန်ကြည့်ရရင်လည်းလက်ရှိအနေအထားအရခန်းစစ်ကဒိုးရိုပေါ့ပေါင်တယ်နောက်ဆုံးပြန်ဖို့တော့၅ဘွဲဆက်ဘိုတင်းတို့စကိုးလေးတော့ဖြစ်ထားတယ်နောက်ဆုံးသူတို့နိုင်ခဲ့တာ Atlanta အသင်းမြောက်အဲ့ Atlanta အသင်းမျိုးကိုအင်ဝင်ရောအဝင်ဝင်ရောနှစ်ကျော်လုံးနိုင်ခဲ့တယ်ဆိုတာဟာတော်ရုံတော်ရုံခြေစွမ်းမျိုးတော့မဟုတ်ဘူးပေါ့နော်နောက်တစ်ချက်က project ဟာတွေကဒီအင်ဝင်တော်တော်လေးကောင်းနေတယ်မှာပါတယ်သူတို့လီမှာဒီဒီဒီ Belgian လီမှာလည်းနှစ်ပွဲပဲကြံတော့ရာသီပြီးဘူးကအဲ့နှစ်ပွဲပြီးရင်ဒီရာသီ Belgian ရာသီကုန်ပါပြီအဲ့တော့လက်ရှိကတော့သူတို့ဒါဒီရာသီမှာတော့ Belgian လီမှာအဆင့်နှစ်နဲ့ပဲအဆုံးသတ်တယ် ီဂျန်ကတော့အအဆင့်တက်နေပွဲပြီးမဲ့အနေထားပေါ့လေအဲ့တော့တစ်ခါပြန်ကြည့်ရရင်ဒီ project အသင်းအိမ်ခွဲမှာပေးခဲ့တဲ့ G ပေါ့အဲ့တော့ Atlanta အသင်းက project အိမ်ခွဲမှာ level 50ရှုံးကျွန်တော်တို့ပေးခဲ့ပါတယ်2-1နဲ့ result ထွက်ခဲ့တယ်အဲ့ရှိမှာ juvenus အသင်းအဝေးဝန်းကနေပေးတဲ့ကြေးကလည်း level 50ရှုံးပေးတယ်စီးစီးနဲ့ကျွန်တော်တို့ပွဲပြီးခဲ့ပါတယ်ဟိုရှိမှာ bruge ဒီဒီ sporting lisbon နဲ့ပွဲမှာလည်းထိုးနီးလကောင်းပဲတဲကြေးပေးခဲ့တယ်2-1နဲ့ပွဲပြီးခဲ့တာကြောင့်အခုပေးတဲ့ကြေးက aston villa နိုင်ဖို့တော့တိတ်မဖြစ်နိုင်ဘူးလို့ယူဆတယ်အဲ့တော့ aston villa အသင်းကိုပြန်ကြည့်ရရင်လက်ရှိ current form က aston villa တရားဒီမှာအဝေးဝန်းညံ့ပါတယ်အဲ့တော့ပြီးခဲ့တဲ့ပွဲမှာ cardiff အသင်းကို fa ဖလားပွဲမှာ2-0နဲ့နိုင်ပေမဲ့ premier league နောက်ဆုံးပွဲကတော့အဝေးဝန်းနောက်ဆုံးပွဲက ဒီ Crystal Palace အသင်းမျိုးကို4-1ဆိုတဲ့ဂိုးပြတ်ကြီးနဲ့ရှုံးထားတဲ့အနေအထားလေးရှိထားတယ်။ဒါကမှနောက်ဆုံး၃ပွဲဆက်ဒါနိုင်ပွဲပျောက်ထားတယ်ဒီတန်းမှာမိုနာကိုလိုအသင်းကိုဒယ်ကြီးမှာဝမ်းစည်းနဲ့ရှုံးထားတဲ့ပွဲပါတယ်တန်းသင်းဆောင်တာရုံးလာတဲ့ဒါဝူဝမ်တန်အသင်းမျိုးကိုတူးစည်းနဲ့ရှုံးထားတယ်ဆိုတော့ဘရူဂျက်အင်ကွယ်မှာနိုင်ဖို့ဆိုတာတိတ်တော့မဖြစ်နိုင်ဘူးဗျ SNV လာကလေအဲ့တော့တေးရာကောင်းရနိုင်တယ်ဗျလေဘယ်30အဝေးဝန်းကနေပြန်ပြီးပေးထားတာဖြစ်တယ်တော့ကျွန်တော်ဒီပွဲလေးတော့ဘရူဂျက်ပဲကြိုက်တယ်ဗျတော့ဒုတိယအကြော့ SNV လာဟာအင်ကွယ်ရောက်ခါမှာ UNAM အမရီနေနဲ့အဲပြန်ပြီး ဆော့မဲ့ပုံတော့ရှိတယ်ဒါကြောင့်ဒီပွဲမှာလည်းအရင်ကြီးတိုက်ဆက်ဖွင့်ဆော့မဲ့ပုံမပေါ်ဘူးလို့ပဲမြင်ပါတယ်အဲ့တော့ရွေးရရင်တော့ဒီပွဲကတော့ zone out ကြိုက်တယ် bridget body တမဟုတ် go out အဲ့နဲ့ကြောင်းနေရတဲ့ကြောင်းဝင်နေပါတယ်ဒါပေမဲ့ရွေးဆိုရင်တော့ bridget body ပဲဒီနေ့ရွေးချစ်ထားပါတယ် bridget body ပါအဲ့တော့နောက်ဘက် psv နဲ့ ျွန်တော်အာဆင်နယ်ပွဲဖြစ်ပါတယ်အာဆင်နယ်ဘက်ကလည်းပဲတရားပေးထားပြီးတော့နှလုံးကို80ရုံးနဲ့ပြန်ကာထားတယ်ပေါ့လေအဲ့တော့ပထမအကြော့မှာဒါ PSV အိမ်ခွဲမှာဒီဒီပြီးခဲ့တဲ့ဒီ2023ချန်ပီယံလီတုန်းကနောက်ဆုံးပေးခဲ့တဲ့ကြီးကဒဲကြီးပဲပေးခဲ့တာပါဒါကိုတော့1-1နဲ့ပွဲပြီးခဲ့တဲ့အနေဒါပေါ့နော်ဒါပေမဲ့အဲ့တခုရှိတာကအဲတုန်းကပထမအကြော့အာဆင်နယ်အိမ်ခွဲတုန်းကအာဆင်နယ်က၄ဂိုးပြန်နဲ့နိုင်ပြီးသားဖြစ်တယ်ဒုတိယအကြော့မှာဂျေးမမှန်ရခြင်းဖြစ်ပါတယ်အဲ့တော့ပထမအကြော့မှာအာဆင်နယ်အိမ်ခွဲမှာပေးတဲ့ကြီးက300ရုံးဖြစ်တဲ့အတော့တကယ်တမ်းဒီနေ့ပေးတဲ့ဂျီအနေနဲ့စဉ်းစားမယ်ဆိုတော့လည်းပဲ100ရုံးဂျီဟာလက်ရှိလူစင်းနဲ့စဉ်းစားမယ်ဆိုရင်တော့ ပေးတင်တယ်ကြေးလို့ယူဆလို့ရတယ်အကယ်၍များစာကားရောမာတင်နယ်လို့ဒန်ရန်လူစင်မရှိဘဲနဲ့တောင်းတင်းနေနဲ့ထွက်လာမယ်ဆိုရင်တော့ DJ ကတော့ပျော့တယ်ပေါ့လေတကယ်တမ်းဒီစာကားတော့ပါတော့ပါမယ်ဆိုရင်တော့တလုံးတည်းတလုံး90ပေါင်းတော့ပေးသနာဒါပေမဲ့အခုပေးထားတဲ့ level တရားရှုံးဆိုတာဟာလက်ရှိတော့တိုက်စစ်ပိုင်းအားနည်းနေတော့ဒီ Arsenal အနေနဲ့စဉ်းစားမယ်ဆိုရင်တော့ DJ ကပေးတင်ပေးထားတဲ့ဂျေးလို့ပဲယူဆပါရတယ်အဲ့တော့ဒါကမှနှလုံး80ရှုံးဆိုတဲ့ဂိုးပေါင်းကြီးနဲ့ပြန်ကားထားတာဖြစ်တော့နှစ်သိန်းစလုံးဟာ900နေတဲ့အနေထားလေးရှိပါတယ် PSV ကလက်ရှိပြီးခဲ့တဲ့နောက်ဆုံးပွဲဒီ goal ahead angle အသင်းကို ဒီဖလားပွဲ Netherland ဖလားပွဲရောသူတို့ရဲ့ Premier League မှာရောနှစ်ကြော်လုံးဒါ3 2 1 2နဲ့ရှုံးနိုင်ထားတဲ့အနေဒါဆိုတော့တောက်လျှောက်လဲ Bolton Hotspur တွေဖြစ်လာတယ်ဂိုးပေါ်တွေတောက်လျှောက်ဖြစ်လာတယ်အဓိကခံစားပိုင်းအတော်လေးအားနည်းနေပါတယ်ဒါပေမဲ့ Champion League နောက်ဆုံးသူတို့ဖြုတ်ခဲ့တဲ့အတဲ့ Juventus ကြီးဖြစ်နေပါတယ် Juventus အသင်းကို2 1ဆိုလို့ရလာနေသူတို့ဖြုတ်ခဲ့တယ်အဲ့တော့မိနစ်60ရင်းလောက်အဲတည်နေပဲပြီးခဲ့တယ်ထင်ပါတော့အချိန်ပိုးနဲ့သူတို့နိုင်သွားတာထင်တယ်2 1လား3 1လားမသိဘူးအဲ့တော့လက်ရှိအနေအထားအဲတုန်းကလည်း PSV ဘက်က Juventus အသင်းကို level 50ရှုံးပေးခဲ့တာပါရှေ့တစ်ပွဲမှာလည်း Tony တကောင်ပဲ ဒီလီဗာပူးအသင်းကိုလေဗာ50ရှုံးပေးပြီးတော့3-2နဲ့နိုင်ခဲ့တာပါဆိုတော့အဲဒီတော့ကတော့ပြောပြချင်တာလေဗာပူးအသင်းဟာဒါရမှတ်မလို့တဲ့အတွက်တမင်လျှော်ခဲ့တယ်ဒုတိယ second line up နဲ့ပဲအရန်ကစားသမားတွေမှာကန်ခဲ့လို့ PSV နိုင်တယ်လို့တော့ပြောကောင်းပြောလို့ရတယ်ဒါပေမဲ့ဒီဟာဒီရဲ့ PSV အိမ်ဝင်းဟာတော်လီမာတယ်ကောင်းတဲ့အသင်းထဲမှာပါတယ်တိုက်ဆက်က ACC အဲထွက်တယ်ပေါ့နော်ပွဲတိုင်းလို့လို့ကိုးရတဲ့အသင်းမျိုးဖြစ်ပါတယ်အဲ့တော့သူတို့နောက်ဆုံးရှုံးတာကတော့ဒီ go ahead ီကအသင်းကိုရှုံးလာတာဒါပေမဲ့ကျွန်တော်ထင်တော့အိုက်ပွဲဟာတမင် PSV ကရှော်ခဲ့တယ်လို့တော့ယူဆပါတယ်အဲ့တော့တစ်ဖက်ကပြန်ကြည့်ရင်အာဆင်နယ်ကလက်ရှိတိုက်ပတ်နေတာတိုက်စစ်ပိုင်းအတော်လေးပြဿနာတက်နေတယ်ဆိုတော့ဒီလူစင်းနဲ့တော့ကျွန်တော်ထင်ဒီလူပွဲမှာ နိုင်အောင်တော့အာရီတာနေနဲ့အရန်ကြီးကံမှာမဟုတ်ဘူးဆိုတော့အာဆင်နယ်နောက်ဆုံးပွဲက Northern Force အင်္ဂါမှာစီးစီးနဲ့ပွဲပြီးသားတယ်ရှေ့ဘက်မှာအင်္ဂွန်းမှာ West Ham United အသင်းကိုရှုံးတယ် Leicester အသင်းမျိုးကိုပဲ2-0နဲ့နိုင်ရတာပါဆိုတော့ Leicester ကိုနိုင်တာဟာအာဆင်နယ်ခြေစွမ်းကောင်းတယ်လို့ပြောလို့မရဘူး Leicester ဒီရာသီမှာဘလောက်ဆုတ်ပြတ်နေလဲ brother တို့အသိရတဲ့အတိုင်းပဲအဲ့တော့ဒီ Carabao Flower မှာ Newcastle အင်္ဂါမှာအာဆင်နယ်အဝေးခွင့်ကနေလုံး90ပေါင်းပဲပေးတယ်ခြေပြင်းပြင်းပြင်းပေးတယ်2-0နဲ့ပဲသူတို့ရှုံးနေခဲ့တာပဲအဲ့တော့ကြော်ကြော်အာဒီတာနေနဲ့ဒီပွဲမှာတည်ရပဲကန်ပြီးတော့အင်ကွင်းရောက်ခါမှသူတို့အနိုင်သုံးမှတ်ယူမယ်လို့တော့ယူဆတယ်အဲ့တော့ ဂိုးပေါ်မကြိုက်တဲ့အချက်ကအာဆင်နယ်ဒီနေ့ဘက်မှာခံစဲပိတ်ဆော့လာမယ်အနေထားလေးပဲကြောက်ရတာဗောနော်အဲ့တော့နောက်ဆုံးပြန်မလို့ဆိုဝင်းဝင်း6ပွဲမှာလဲ9ပွဲဟာဂိုးအောက်ထားတယ်ဒီအချက်ကြောင့်ကျွန်တော်ဂိုးပေါင်းကြီးလေးတော့ရှောင်ကြမှာအဲ့တော့နေရမယ်ဆိုတော့ကျွန်တော် PSV body ပဲကြိုက်တယ် PSV body ပါโอเคအဲ့တော့နောက်ဆုံးပွဲကကျွန်တော်တို့ဒီ Real Madrid နဲ့ Atletico Madrid ဗောနော်ဒီနေ့သင်ရပြီးခဲ့တဲ့လောလောလတ်လတ်ဒီနှစ်လပိုင်း9ရက်နေရမှာ ီလာလီဂါမှာထပ်ပြီးတွေ့ထားတာပါအဲ့တော့အဲဒီတော့ကရီယယ်မက်ဒရစ်အသင်းအိမ်ခွန်းမှာရီယယ်မက်ဒရစ်ပေးတဲ့ဂျီကလည်းဒါ level တရားရှုံးဒီနေ့လိုပဲပေးကြတာပါအဲ့တော့အဲဒီတော့ကလည်း1-1ဆိုတဲ့ရလနဲ့ပဲပွဲပြီးခဲ့တယ်အဲ့တော့ဒီနေ့ဘက်မှာဘာလင်ဂန်မပါပါဘူးဆိုတော့ဘာလင်ဂန်မပါတဲ့အနေအထားမျိုးမှာ ရီယယ်မရက်အရန်ကြီးရလာကောင်းမဲ့အနေအထားမျိုးတော့မရှိနိုင်ဘူးမော်ဒရစ်တို့ဘာလို့ရှိကြတော့မှန်လဲဆိုတော့အိမ်ခွဲမှာအမှတ်ယူရမှာလိုအပ်ချက်ကတော့မှန်တယ်ပဲဘတ်တစ်နဲ့ပွဲမှာတော်တော်လေးဆော့ဆော့ပြက်ပြက်တော့ဖြစ်ခဲ့တယ်ပေါ့နော်ဆိုတော့2-1နဲ့ပွဲပြီးထားတယ်အိမ်ခွဲတော့ဒီဟာဒီဒီရီယယ်မရက်အနေနဲ့ AC Milan လုံးအသင်းမျိုးကို1-3နဲ့ရှုံးထားတဲ့ရလာရှိတယ်ဘာစီလိုနာအသင်းကိုအိမ်ခွဲမှာ၄ဂိုးပြက်နဲ့ရှုံးထားတဲ့ရလာမျိုးရှိပါတယ်ဆိုတော့ဒီလိုမျိုးအနေအထားမှာ၃ -90 ပေါင်းနဲ့ပြန်ကားထားခြင်းအပြင် ီကိုအနေနဲ့ရလက်လေးကောင်းနိုင်နေဗျတီကိုကလက်ရှိတောက်လျှောက်ကာရာဖောင်ရီသန်တော်တော်လေးမှန်နေတယ်သူတို့ဒါပေမဲ့အဝေးကွင်းတော့မထင်မထင်သလိုတော့ရလက်လေးဆိုးရွားသွားတယ်ဘောနော်ဒီလီကာနဲ့အသင်းမျိုးကို 1စီးနဲ့အဝေးကုန်းမှာဒီရာသီရှုံးထားရလဲရှိခဲ့တယ်။ Real Betis အသင်းကို1စီးနဲ့ရှုံးထားရလဲရှိခဲ့တယ်။ဒီ Champion League မှာ Benfica အသင်းမျိုးကို4စီးနဲ့ရှုံးထားတဲ့ result တော့ရှိခဲ့တယ်။ဒါပေမဲ့နည်းနည်းလေးတော့ကြာခဲ့ပြီပေါ့လေ။အဲ့တော့လက်ရှိအနေအထားအရဒီဘွဲကတော့တီကို9တော့9မှာမဟုတ်ဘူး။ဒါပေမဲ့တေးတမတ် target ထားပြီးတီကိုထွက်လာမှာဖြစ်တဲ့အတွက်တလုံး90ပေါင်းအနေအထားဟာ Real Madrid ရဲ့အရန်ကြီးပြင်းတဲ့ဂျင်းမျိုးမဟုတ်ဘူးလို့ပဲကျွန်တော်ယူဆတယ်။ဆိုတော့ risk တော့နည်းနည်းလေးများတယ်နော်။ဒီဘွဲကအဲဒီဒီဟိုကတော့ Mbappe တို့အုပ်စုတော့ခြေစွမ်းပြကောင်းပြနိုင်နေတယ်။ဒါပေမဲ့ဒီနီးပြတဲ့အနေနဲ့ကလည်း လက်ရှိအနေအထားမှာတလုံး60ပေါင်အနေအထားကတော့ကျွန်တော်တို့တီကိုပဲကြိုက်တယ်ဗျာနော်တီကို body ဖြစ်ပါတယ်โอเคဒါဆိုချန်ပီယံလိလေးပွဲပြီးပါပြီအဲ့တော့ကျွန်တော်ချန်ပီယံရှစ်တဲ့ကကျွန်တော်တပွဲပဲကြိုက်တယ်အဲ့ဒါကတော့ဘန်လီနဲ့ကာဒစ်ပွဲဖြစ်ပါတယ်ဘန်လီတဲ့ကလက်ရှိဒီရာဒီအဝေးဝင်68ပွဲမှာကျွန်တော်5ဂိုးပဲပေးရသေးတယ်ခံစေ5ဂိုးလား6ဂိုးလားမသိဘူးเนาะဒါပဲပေးရသေးတဲ့အနေအထားကြောင့်ဒီရာဒီဘန်လီအဝေးဝင်ဟာတော်တော်လေးခံစေလုံပါတယ်ပထမကြောင့်မှာဘန်လီတဲ့က30ပေါင်ပေးပြီးတော့5ဇီဆိုတဲ့ရက်လည်းဖြစ်ခဲ့တဲ့အတွက်ဒီနေ့ပုံမှာတကယ်တမ်းပေးတဲ့နေကြီးက level 50ရှုံး ဘန်လီဘက်ကပေးရမှာဖြစ်ပါတယ်အဲ့တော့ level 50ရှုံးထက်ပိုပြင်းသားပြီးတော့ level 100ရှုံးဝေးဝန်းရနေပေးထားတဲ့အနေအထားမျိုးမှာသုံးမှတ်တော့ရာကောင်းရနိုင်လိမ့်မယ်အဲ့တော့ G ကတော့ပြင်းတယ်ပေါ့လေဒါပေမဲ့တစ်ဖက်က Cardiff အသင်းဟာ current form လက်ရှိနည်းနည်းလေးတည်ငြိမ်တဲ့ဘက်ကိုရောက်လာတယ်နောက်ဆုံး Aston Villa ကိုရှုံးတာဟာ Aston Villa နဲ့ခြေစွမ်း꽈ဟနေလို့ Cardiff ရှုံးခဲ့တာဖြစ်ပါတယ်အဲ့တော့အင်္ဂွင်းကြီးရရင်လက်ရှိကတော့နောက်ဆုံး6ပွဲဆက်ရှုံးဝဲမရှိထားဘူးเนาะအဲ့တော့လက်ရှိဒီ goal out တွေပဲအင်္ဂွင်းမှာအသားပေးကန်ထားတဲ့အနေအထားနဲ့တစ်ဖက်ကဘန်လီအသင်းအနေနဲ့လက်ရှိ current form နည်းလေးတိုင်ပတ်နေတယ်เนาะ Preston Ann ကို FA Plan မှာ၃ဂိုးပြန်နဲ့ရှုံးပြီးထွက်လာရတယ်ဆိုတော့အရှိမလေး ည်းတောက်လျှောက်ဝေးခွင်းတွေကခံစားသားပြီးဆော့တဲ့အနေအထားမျိုးကနှလုံးသိကြီးအရာကတော့ကျွန်တော်ထင်အလွန်ဆုံးမှ Z1 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 ဒါလောက်ပဲသွားမယ်အနေအထားလို့တော့ယူဆပါတယ်ဒါကြောင့်ဒီဝေးလေးတော့ကျွန်တော်ဘန်လီ6ရောက်ပဲရွေးချယ်ထားပါတယ်နော်ဘန်လီ6ရောက်ဖြစ်ပါတယ်โอเคဒါဆိုတော့အဲ့၄ဘွဲတွဲလိုက်လို့ရှိရင်တော့ကျွန်တော်ဒီနေ့ရဲ့၄သင်းမောင်းလေးရမှာဖြစ်ပါတယ်အဲ့ဒီနေ့ကတော့2 star ဘွဲတော့မရှိဘူးဆိုတော့တကြောင်းတော့ဘွဲ ဒီနေ့နှစ်ပွဲတော့ရွေးချယ်တာတယ်။တပွဲကတော့ PSV Body ဖြစ်ပါတယ်။တပွဲကတော့ Brugget Body ဖြစ်ပါတယ်။ဒါကတော့ဒီနေ့ရဲ့တချောင်းတော့တပွဲနှစ်ပွဲဖြစ်ပါတယ်။ပြန်ပြောပြရရင်ကျွန်တော်တို့၄ရက်၃လ2025ဒီနေ့ရွေးချယ်မှုဖြစ်တဲ့တချောင်းတဲ့တပွဲနှစ်ပွဲပဲရှိပါတယ်။တပွဲကတော့ရိုးရိုးပွဲပါနော်။ဒီလိုစားမပါပါဘူး။စားပွဲမပါပါဘူး။ရိုးရိုးပွဲနှစ်ပွဲရတယ်ကျွန်တော် PSV Body နဲ့ဒီ Brugget Body ဖြစ်ပါတယ်။၄နေမောင်းတော့စောစောကပြောခဲ့တဲ့ Brugget Body, PSV Body, Atletico Madrid နဲ့ကျွန်တော်တို့စောစောက Burnley Go Out ၄နေမောင်းလေးရွေးချယ်ထားပါတယ်။အားလုံးပဲ good luck ပါ brother နော်။အဲ့တော့ပွဲနေတဲ့အတွက်ကျွန်တော်ဒီနေ့ကတော့ဒီလောက်ပဲကျွန်တော်ပြောကြပါမယ်။မနေ့ကတော့နည်းလေးစောစော quality တို့အချိန်မဲ့ဒါဆက်ပြီးလွှင့်ပေးပါမယ်။နောက်ပြန်ရတော့ပို့ပြီးကြည့်ကောင်းပါတော့။အဓိက PSG နဲ့ Liverpool ပွဲအရင်ကြည့်ကောင်းမဲ့ပွဲလို့တော့ယူဆတယ်။နောက်ဒီ Bayern Munich နဲ့ Liverpool ဆန်လဲတော်တော်လေးကြည့်ကောင်းမဲ့ပွဲပါ။အဲ့နောက်ပွဲကတော့ဒါလက်မလို့မခံသေးဘူးပေါ့လေနော်။အဲ့တော့နောက်ပြန်တော့ကျွန်တော်တို့ဆက်သွားပါမယ်နော်။အဲ့တော့ဒီနေ့ဒါကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းနေတဲ့ကျေးဇူးများကြီးတင်ပါတယ်ဗျ။မင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ။ Good luck ပါဗျ။